PM 2.5ရှိလို့လေဒုညဉ့်ဉဲနေဆိုပြီးပြောပြောနေကြတာဗာများလဲတို့ရဲ့ဘေးနာကလေဒုရဲ့မှာပြက်နေတဲ့အမှုံတွေကိုတာမန်မျက်စိနဲ့မြင်ရဖို့တော့မလွယ်ပါဘူးဒီတော့လေဒုမတန့်စင်ခြင်းကိုဖြစ်စေတဲ့အမှုံမွှမွှတိတိလေးတွေကိုအရွယ်အစားတစ်ခုအနေနဲ့မြင်တာအောင်လို့ပြောပြပါမယ် PM ရဲ့စလုံးရှိတဲ့အဓိပ္ပာယ်က particulate matter လို့ခေါ်တဲ့အမှုံမွှားပါတဲ့ ။နံပါတ်2.5ဆိုတာက2.5မိုက်ခရိုမီတာနဲ့သူ့ထက်ပိုလို့သေးငယ်တဲ့အမုံမွားတိတိကလေးလို့ဆိုလိုပါတယ်။ဆိုရင်ဒီအမုံမွားကိုနံပါတ်1လို့ PM 2.5လို့ပြောလိုက်ပါတယ်။ဒါအောင်မြင်တာအောင်မနဲ့တိုင်းတာမလဲဆိုတော့တို့ရဲ့ခေါင်းပေါ်ကစမင်တစ်ချောင်းနဲ့နိုင်ကြည့်ပါမယ်။ ။ဥပမာအနေနဲ့ဂျိုးရဲ့သပင်းတစ်ချောင်းရဲ့အရင်အစားကိုကြည့်လို့အတိုင်းတာပြီးနေရဲကအမုံ PM 2.5ကိုစိတ်မျက်လုံးနဲ့ပေါ်လာကိုနှိုင်းရှင်လို့ပြောပြတာပေါ့နော်။ဂျိုးရဲ့စမ်းချင်းမြင်းတစ်ချောင်းရဲ့အရှိကိုခဏမေ့တာလိုက်ပါမယ်။ဆန်လုံးရဲ့အကျင့်ကိုကြည့်ပါမယ်နော်။အမြင်အရဆိုရင်ပါလွှတ်လွှာခက်သေးသေးပါ။ ဒီဆန်လုံးရဲ့အကျယ်ကိုထပ်ပြီးအပုံ30ပုံလိုက်ပါမယ်။ဒီအပုံ30ရဲ့ကမှတပုံလောက်သာရှိရဲတာမန်မျက်စိနဲ့မြင်ရခက်ခဲတဲ့အကျယ်အရွယ်စားတိတိတခုရလာတယ်ပေါ့။ဒီအစ30ပုံတပုံသာရှိရဲအမုံအမွားကို PM 2.5အမုံအမွားတိတိလို့နာမည်တက်လို့ခေါ်ပါမယ်။ဒီအမုံလေးကသေးလွန်တာဖြစ်လို့ဒိုးတွေအသက်ရှူလိုက်ရင်နေရီအဆုတ်ထင်းဝင်ရတဲ့အခါမှာတူတူလိုက်လာနိုင် ပေါ့တို့ရဲ့အဆုတ်သေးကိုရှူသွင်းတဲ့လင်းနဲ့အတူနေထူးမတန့်စင်ရကထွက်လာတဲ့အမုံမွား PM2.5 ဝင်လာနိုင်ပါတယ်ပြီးရင်တကူလုံးရဲ့သွေးစီစီမှုတွေကိုလိုက်လို့ဝင်နိုင်တာပေါ့ဆိုတော့ဒီလေထုမတန့်စင်ရကပေါ်လာတဲ့ PM2.5 အမုံသေးလွန်မွားလွန်းနေဆိုပေမဲ့လို့လူရဲ့ကျန်းမာရေးကိုအရန်ဆိုးစေပါတယ်နော်